ပရိသတ်များရှင့်ရန်ကုန်မြို့မြောက်ကမဟာနှုတ်ဝက်ချက်ကြီးများဒါမှမဟုတ်ရန်ကုန်မြောက်ကတိကောင်းစရာဘုဒ္ဓအကြောင်းရာလေးကိုတင်ပြပေးချင်ပါတယ်ရှင်။အမွေအဝိုင်းကုန်းကြော့တရားဆောက်ဖို့မြေတူတော့မြောက်ထင်းမှာအချင်း၅ပြီလောက်ရှိရဲ့အိယာမတန်ပိုက်ကြီးတွေကိုတွေ့ရင်တဲ့။ဘာပိုက်ကြီးတွေမှမသိကြဘူး။ကျိုးပြူရှေးပိုက်လည်းမဟုတ်ဘူးတဲ့။ပိုက်ရဲ့ပုံစံအရေးသေးနဲ့မြုပ်သားတွေပုံစံနဲ့အရာတော့ အင်္ဂလိပ်ခေတ်ကလှူထားတာဆိုရလို့တော့ခံမှန်းလို့ရှာရည်။အဲ့ဟာနဲ့လိုက်ဆောင်စမ်းတော့အင်းရကန်ရေရှမ်းရင်ကန်တော်ကြီးရဲ့ကိုနှွှဲပူတဲ့ပိုက်ချင်းချင်နေတယ်။အင်္ဂလိပ်လက်ထက်ကရှမ်းဟိုမျိုးကြီးကိုစနစ်တကျတိစောက်ခဲ့တယ်ဆိုတဲ့သက်တည်ရီပုံ။လှူထားရေးပုံစံကအင်းရကန်ရေရှမ်းရင်အဲ့ဒီပိုက်ကနေကန်တော်ကြီးရဲ့ကိုနှွှဲပူတယ်။ကန်တော်ကြီးထက်ရှမ်းရင်တော့ပဇောနောက်ချောင်းလေးကိုထက်လွယ်တဲ့ပိုက်ကြီးတွေလည်းရှိတယ်။ အဲ့ဒါကြီးတွေက နောက်ပိုင်းမှစနစ်တကျမထိန်သိမ့်တော့တုံးမရပဲပျက်စီးကုန်နေအခုဂုံးကြော့တလားဆောက်တော့အဲ့ဒီလောက်ကြီးတဲ့ပိုက်ကြီးတွေကိုဘလို့ဖယ်ရှားရမယ်မသိတာနဲ့ပိုက်ပေါ်ကပဲခွပြီးတော့ကော်ပိုရိတ်လောင်းပြလိုက်တယ်ပိုက်ကမခံနိုင်တော့ကျိုးသွားတယ်ဟဲ့ပြန်လို့ချပုံပစံတွေထက်ကုန်နေအချိန်တွေထက်ကုန်နေသိကြတယ်အင်္ဂလိပ်ကတော့ပြစ်စလက်ကလောက်ခဲ့မှာမဟုတ်ဘူးတုံမြုပ်ခဲ့တဲ့လမ်းကြောင်းတွေကို မြေပုံနဲ့မှတ်တမ်းနဲ့စနစ်တကျထားခဲ့မှာပဲကိုလူတွေကအထင်းသိမ်းမတက်လေတော့အဲ့ဒီမှတ်တမ်းလေးကိုပြပြကုန်မှာပေါ့လေပြီးတော့တောင်ဝေအဝိုင်းလမ်းဆောင်ရဲ့အလေတိတိမှာမြောက်ကိုစင်းနေမန်းဟောပါတပေါရှိရဲ့88အရှိခင်မဖြစ်ခင်ကအဲ့ဒီနေရာမှာအဝိုင်းကြီးရှိရဲ့အရှိခင်ပြီးလမ်းနေကျတော့အဲ့ဒီအဝိုင်းကြီးကိုဖြတ်ပြီးလမ်းဆောင်လုပ်ကြည့်လိုက်တယ် ကျွန်တော်တို့ငငယ်ကဆိုအဲ့ဒီအဝိုင်းကြီးရဲ့အလဲကမဟောပေါ့တဲ့ဂဲနုံးလေးတွေတောက်တောက်ပြီးတော့ပြစ်စာကြည့်ကြတယ်။အောက်ကိုဘလောက်ထိနက်လေတော့မခတ်မဲတတ်ဘူး။အဲ့ဒီကနေစိမ့်ရင်တော့ရန်ကုန်မြို့ရဲ့နီအောင်မြောင်းကိုရဲ့ကြီးစီကိုရှောက်တယ်တဲ့။ကျွန်တော်တို့အပိုးတွေအဖေတွေပြောပြတာကအဲ့ဒီနီအောင်ဥမင်ကြီးတွေကအမြင့်ကိုပေးဆယ်မီလောက်ရှိရဲ့။အဲ့ဒီထဲမှာကြကားတစီကောင်းကောင်းမောင်းလို့ရှာရည်တဲ့။ပစုံတောက်ချောင်းဝတီကိုပောက်တာတဲ့။ ရှေးထုတ်မြောက်ခင်တခြားမီးကျိုးတွေကေပရီပါတည်တန်းလို့ရနိုင်နေနိုင်ငံသားအရှင်ကားတွေထဲမှာရှင်းတဲ့လူဆိုလိုက်ကြတေးကြလို့တဲ့မြောက်လမ်းကြောင်းကြီးတွေလို့ပေါ့အဲ့လိုမြောက်ကိုရှင်းတဲ့မန်ဟိုအပေါက်တွေရန်ကုန်မြို့နယ်မှာရှိရယ်တိတဲ့လူကြီးတွေတိကြတယ်လူကြီးတွေအပြောအရဟောမင်္ဂလာဒုံနာအထိကိုအဲ့ဒီမြောက်ကိုရန်ကြီးပေါက်တယ်တဲ့အဲ့ဒီနားရီမှာပါ အပေါက်တွေရှိရယ်တဲ့ အင်္ဂလိပ်ကတော့သူ့ရဲ့အကျင့်အတိုင်းအကောင့်စနစ်တကျလုပ်သွားတာပဲ။ဖြစ်နိုင်ရင်တော့အဲ့ဒီညအကွင့်ရဲ့လမ်းကြောင်းကြီးကိုပြန်ဖော်ထုတ်ပြီးတုံးလို့ရမယ်ဆိုရင်တော့တတုံအစီပြေလိမ့်မယ်။တောင်မေအဝိုင်းထိပ်ခေါင်းချော့တတာလုပ်ငန်းခွင်မှာပေါ်လာတဲ့မြောက်တံမိုက်လုံးကြီးတွေကအင်းရကန်ရေရှမ်းရင်ကန်တော်ကြီးစီကိုနှဲ့ပို့တဲ့ပိုင်လိုင်းကြီးတွေဆိုတာတေးကြတဲ့ဆိုပြီးတော့တချို့ကအတီးပြုတ်ပြောကြပါလေ။လက်ရှိမှာတုံးလို့ရမရမသိကြပါပဲ။ ရှေးထိန်မားတွေကတော့စီရိုနာဟိုတယ်ဘီမှာတကူဖောစိလန်နေမှာတကူရှိရလို့ဆိုကြပါရယ်။ကန်တော့ကြီးကနေပစောနာချောင်းနေကိုတော့ပိုင်းနဲ့မဟုတ်ပဲမြေအောင်မြောင်းနေနဲ့ဆက်သွေထားတယ်လို့ဆိုကြပါရယ်။ဒါပေမဲ့တော်တော်များများစိတ်ဝင်စားကြတာကမြေအောင်ဥမင်ကြီးရဲ့အကြောင်းပါ။အဲ့ဒီမြေအောင်ဥမင်ကြီးရဲ့ကဒီကားတစီကောင်းကောင်းမောင်းလို့ရှာလာအောင်ကြီးမားလာတယ်ဆိုတာလေတော်တော်များများကပြောကြပါရယ်။ ဟိုခေတုံကဒုစရိုက်လောကသားတွေခူအောင်လှူရှာရမြောက်ကပါကြည့်ပေါ့အဲ့ဒီမြောက်ဥမိတ်ကြီးရဲ့မှရက်ွက်တစ်ခုလိုဖြစ်နေပြီးတော့မူးရည်စင်ကြည်တစာနဲ့တစားတရားမဝင်ကိစ္စတွေအခြေပြုနှုတ်ရှာကြတဲ့နေရာကြီးပါလေအဲ့ဒီမြောက်ရက်ွက်ကြီးရဲ့ဝင်းပေါက်ကစူးလီဖီအာနာရှာမီမုတ်တိုက်ဘီကမြားပေါက်ကြီးလို့ဆိုကြတယ်အဲ့ဒီမြောက်ကပါကြီးရဲ့မှာတောက်ရီတုံးရီလေးရှာလျှက်စီနီလေးရှာရည်တဲ့ညောင်းစုပ်ဝင်မဲလို့အနတ်သက်ဆိုရီမရှိဘူး လူမိုက်တွေကတောင်းဝင်းရှုအုတ်ချုပ်တဲ့ရက်ွက်ကြီးပုံတော်ရုံသစင်းဝင်လို့မရဘူးမုန်းတဲ့ချိန်မှာနေဝင်သည်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားရဲ့ဇဝင်ငန်းတချို့မှာအဲ့ဒီမြေအောင်လောကသားရဲ့အကြောင်းပါရင်းတဲ့တဲ့ရင်မြေအောင်များကိုရက်ကြီးရဲ့လမ်းကြောင်းတိကျကိုတော့ဘသူမှသိမသိကြပါဘူးဒါပေမဲ့တယောက်ချင်းတယောက်ချင်းစီရဲ့အတွေ့အကြုံနဲ့ပြောစရာတွေကိုဆက်ဆက်ကြည့်တဲ့အခါအဲ့ဒီကိုရက်ကြီးကရန်ကုန်တညွန်လုံးရဲ့အောင်မှာဖြတ်ချက်နေရလို့ယူဆရတယ် မျိုးလေပိုင်းမှာတော့ခက်စိတ်စိတ်နဲ့မျိုးပြင်ပိုင်းမှာတော့ခက်ကြဲကြဲပုံစံဖြစ်ဖို့များတယ်။မျိုးလေဆိုတာကခုဆိုလမ်းမတော်လာတာကြောက်တာဘုဒ္ဓတာပတ်ဝန်းကျင်ပေါ့။မျိုးပြင်ကတော့ဗဟန်းနဲ့တောင်မီဘက်ပိုင်းပေါ့။ဒါပေမဲ့တချို့ကစူကြပြန်တာကမင်္ဂလာထုံပေါက်ကုန်းနာမှာလေမြောက်ကုန်းစင်းနဲ့အပေါက်ကြီးဝေးဂျပန်ကြီးကလေးကရှိနေတယ်တဲ့။စစ်တပ်ကအသေးပိတ်တုတ်ကက်ထားတယ်လို့ပြောကြတယ်။မျိုးရဲအထိဆက်နေတာဟုတ်မို့တော့မသေးကြဘူးပေါ့။ ခွတ်တယ်အခုဆရာဆင်ရွက်ကတယောက်ပြောပြတာကသူတို့ငယ်ငယ်ကအဲ့ဒီမြောင်ကြီးတွေအောက်တဲ့စင်းကြည့်ဘူးလေဟဲ့ခွတ်တယ်မင်းသားနာကနေခုတရာထူးနေတယ်တောင်ဝင်းအဝိုင်းထိပ်ထိလျှောက်တယ်ဆက်သွားလို့ရသေးတယ်ဟဲ့နောက်တယောက်ပြောတာကနုံခဲ့တဲ့နှစ်ပေါင်း30တော့ကအကြောင်းဒီနေ့မှစက်ကဆိုင်ရွက်ကညာလဲမှတ်တိုင်နာကမြောင်ပေါကြီးတခုတည်းကနေနွားတော်တဲ့ကြားလို့ချောင်းကြည့်တော့မြောင်မြောင်ကြီးထဲမှာနွားကြီးတကောင်တွေ့ကြတယ် ညောင်မကိုမရှာရှောင်ချဲ့ပြီးတော့ဆွဲနေကြရတယ်။ဒီမြောင်းလေးကိုနွားကြီးပဲကနေဘလူရှောင်းလာလေစဉ်းစားလို့မရှာကြဘူး။နောက်တော့မှဟိုးတိမ်ပြူထိတ်ကမွတ်စလင်ရက်ွက်မှာအင်းနေနေတော့မွေးထားတဲ့နွားကြီးကလွတ်လာပြီးမြရမြောင်းလေးကနေဒီဘက်အထိရှောင်းလာတယ်ဆိုတာသိနိုင်ကြရတယ်။ခုပုံမြတ်ထုံးကုန်တို့စောက်ထားတဲ့နေရာကလေအရှင်ကမိန်းလာကအကြီးကြီးဆိုဝေးအဲဒီကနေတဆင်းရှမ်းကောင်မြစ်ထဲကိုရှေးစိုးတွေထုတ်ကြတယ်လို့ပြောကြတယ် အရှင်တို့ကအိမ်ဒီမှာမိလာကန်စနစ်မရှိဘဲနဲ့အဲ့ဒီရေစိုးမြောင်းနေကနေတဆင့်ဝိစာဘကြီးမှလှောက်ထားပြီးတော့ရန်ကုန်မြေတက်ကြတိုင်းတောကြဖြစ်တယ်လေနောက်ထပ်စိတ်ဝင်စားစရာအဖြစ်ပြက်တစ်ခုရှိသေးတယ်1983ခုနှစ်တုန်းကအာဆာနီကုန်းမှာတောင်ကိုရီးယားသမ္မတမစ္စတာချန်ဂျူဝန်ကိုလှုပ်ဆောင်ခဲ့တဲ့မြောက်ကိုရီးယားသက်ရှုကင်မင်ချူနဲ့စင်ဘိုရိုကရှီတဂိုပီယာနာကမြောက်မြောက်ထဲကနေတဆင့် ပစုံနောက်ချောင်းစီကိုထွက်ပြေးကြတယ်။အဲဒီကနေဒလပက်လာကိုကျန်ကုန်းမက်လာပြေးကြပြီးတော့နောက်ဆုံးရွာသားတွေနဲ့အထွေမှာတယောက်ကကိုကုတ်ကိုဖုံးခွဲပြစ်လိုက်တယ်။တယောက်ကတော့အရှိဖမ်းမိတယ်လေ။ဒီနေရာမှာနေမင်းနဲ့ခုနှစ်တက်ဂရိတ်တွေကလွဲကောင်းလွဲနိုင်ပါ යි ။မှားနေရင်ဆိုရင်တော့အမှန်တည်သူများပြင်ပကြပါလို့ညထရက်ကန်ခြင်းပါ යි ။ပစိုက်ရဆွေးနေအရာတော့ရန်ကုန်မြို့ရဲ့မြောင်မြောင်ကိုရဲ့မြေပေါ်ဘလူးပရင့်က တယောက်ယောက်ရဲ့လက်ထဲမှာရှိနေပြီးတော့ဒေါ်လာတန်တန်းနဲ့ရောင်းမယ်ဆိုပြီးအစိုးရကိုကမ်းလှမ်းမှုရဲ့လို့ပြောကြတယ်။စင်ကာပူကမြာမြောင်းတွေကရန်ကုန်ဒီဇိုင်းကိုရှုပ်ပြီးတိဆောက်ထားတယ်လို့လည်းပြောကြတယ်။တချို့ပြောတာကတော့အင်္ဂလိပ်ကအဲ့ဒီမြေပုံကိုမြန်မာတွေလက်ထဲလုံးဝမပေးခဲ့ပါဘူးနဲ့။တချို့ကကြားတော့လေပိုကျုံနေမယ်လက်ထက်မှာအဲ့ဒီမြေပုံကိုမြို့တော်စီပင်စီကနေစစ်တပ်ကတင်းသွားတယ်တဲ့။လုံချုံကြီးအကြောင်းပြချက်နေပုံ။ အခုရွှေကောင်ဘုရားလန်ကစေယောင်းဝင်းနေမှာအဲ့ဒီမြောက်ကွန်ရံရဲ့အလေးဆုံးချက်ဝင်မမီယာရှိရဲ့လို့လည်းပြောကြပြန်နေနာဝတာနာဖလက်ထက်တုံကတော့အဲ့ဒီမြောက်မြောင်းနေကိုပြန်ရှာကြသေးတယ်ဟဲ့စနစ်တွေကခက်မမီတော့ဘူးမြောင်းနေကကောကုန်ပြီပြန်တော့လို့မရှာနိုင်တော့ဘူးအမျိုးမျိုးပြောကြတယ်ဟဲ့အကြောင်းပြရတယ်ဖြင့်ဖြစ်မှာပေါ့ရှင်းလို့ကြည့်ရရှင်းဝင်နေစာပြောပြကြတာက ဘာကရာလန်းစုံကတကယ်အနေမိုင်းနေရာမှာရှိနေရတာနဲ့တကားမှရှေကြီးရေရှံမဖြစ်ဘူးဟဲ့အဲ့ဒီအောက်မှာရှံကုန်မြင့်နဲ့ဆက်တွေ့ထားရဲ့နီးအောင်မြောင်ကြီးရှိနေတယ်ဟဲ့ကျွန်တော်တက်မှာပြောခဲ့တယ်လို့ပါပဲအခုရှိထားရပြီအကောင်လုံးကအထောက်အထားခခင်မမမဟုတ်ပင်မဲ့ရုံကြည်ရတော့တဲ့စကားတွေပါပဲအားလုံးကိုထုံုံကြည့်ရင်တော့ရှံကုန်မြို့ရဲ့အောက်မှာအဖိုးတန်နဲ့မီးအောင်မြောင်ကိုရဲ့ကြီးတကယ်ရှိနေပါတယ် နရှိမာရောတုံးနေသလားတုံးလို့မရတော့တာလားဒါမှမဟုတ်လုံကြုံရင်အကြောင်းပြချက်နဲ့အကောင်ပိတ်မြစ်လိုက်ကြတာလားဆိုတာကတော့စိတ်ဝင်စားစရာပါဟုတ်ကဲ့ပါဒီကနေ့မှပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကိုရေသားထားသူဟာရွတင်လီစားစွာနဲ့ credit ပေးပါရရှင်ဒီနေ့မှတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုစနေတဲ့တဲ့ဆိုရင်တော့ကျွားရီရဲ့ channel လေးကို like နဲ့ share လေးလုပ်သားပေးဖို့အတွက်မမေ့ကြပါနဲ့ရှင်နားဆင်အောင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူပေးတင်ရှိပါတယ်